အားပေးနေတဲ့ညီလေးကြိုးစားကွာဆိုပြီးတန်းစင်ကိုအားပေးစကားပြောလာခဲ့တဲ့အောင်လာအန်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါပြီညီမဖိုက်တာလေးတန်းစင်ကို အောင်လာအန်စန်ကအားပေးနေတဲ့ညီလေးကြိုးစားကွာဆိုပြီးအားပေးစကားပြောလာခဲ့ပါပြီတန်းစင်ကအောင်လာနဲ့ဂါဒက်စတန်တို့ရဲ့ပွဲအပြီးမှာအောင်လာနဲ့တည်တံ့တွေ့ဆုံခဲ့သေးပြီးအောင်လာရဲ့ဆုံးမဩဝါဒတွေကိုခံယူခဲ့ပါသည်တန်းစင်ကရည်ချင်းရှိတဲ့ဖိုက်တာတစ်ယောက်ပါမြန်မာနိုင်ငံ တော်ဝင်း Air Club နောက်ခံနဲ့ထွက်ပေါ်လာခဲ့ပြီးတော့အခုနောက်ပိုင်းမှာတော့သူ့ရဲ့ Idol Super Luggage ဂျင်မှာတွားရောက်လေ့ကျင့်နေပါတယ်။တန်းစင်က One Friday Fights ပြိုင်ပွဲဒီမှာပါဝင်ရှင်မြန်ခဲ့ပြီးတော့သူ့ရဲ့ပွဲဥထက်မှာထင်ရှားတဲ့အဆန်းဆောင်ရည်ပြသခဲ့တာပါ။ One Friday Fight 52မှာတော့ဂျိုင်းစင်းကိုတရားချီမှာ KO ကြောက်အောင်ကြိပြခဲ့ပြီးတော့အရီအောင်မြင်မှုကတန်းစင်ရဲ့အမြန်ဆန်တဲ့တိုက်စစ်ပိုင်းနဲ့ပြိုင်ဘက်ကိုဖိအားပေးနိုင်တဲ့စွမ်းရည်ကိုပြသခဲ့ပါတယ်။ ဒါပေမဲ့အတန်းစင်ကလူငယ်ဖိုက်တာတူဖြစ်တာကြောင့်သူ့ရဲ့ကစားမောဘောမှာရှုံးနေမှုတွေလည်းကြုံတွေ့ကြရပါတယ်။အထက်ပြင်းတော့ပြိုင်မက်တွေရဲ့တွေ့ကြုံပုံများမှုနီးစနစ်ပိုင်းဆိုင်ရာတာလုံမှုတွေကသူတက်စင်ခုံးမှုတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တန်တင်ရဲ့ကြိုးစားမှုနဲ့ရည်ချင်းကမြန်မာနိုင်ငံရဲ့မျော်လင့်ခြင်းစရာဖိုက်တာတူဖြစ်တဲ့မှာခံထားရစေဖြစ်ပါတယ်။ဒီဂရန်ကလည်းအောင်လအန်ဆန်းကိုစန္ဒမူနာထားပြီးတော့အောင်လလို့ဖြစ်ချင်တယ်လို့ပြောကြားခဲ့ပူပါတယ်။အောင်လအန်ဆန်းကမြန်မာနိုင်ငံရဲ့ခုံယူစရာ MMA ကစားမတူဖြစ်ပြီးတော့ဝိုင်းချမ်းပီယံရှစ်မှာဝိတ်တန်းတစ်ခုရဲ့ချန်ပီယံဖြစ်ခဲ့ဖို့သူဖြစ်ပါတယ်။ သူရဲ့နာမည်ပြောင်းဖြစ်တဲ့ Vermis Python ကပြည်သက်တွေကြားမှာထင်ရှားပြီးတော့နှစ်ပေါင်း20ကျော်ကစားခဲ့တဲ့သူရဲ့ကစားမပေါ်မှာအနိုင်30ပွဲနဲ့ရှုံးပွဲ15ပွဲအောင်မြင်မှုများစွာလည်းရရှိခဲ့ပါရီ2025အောက်တိုဘာ3ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ Lomini Boxing Stadium မှာကျင်းပခဲ့တဲ့15936မှာအောင်လာက Sebastian Gardestan ကို technical knockout နဲ့အနိုင်ရရှိခဲ့ပြီးတော့သူရဲ့ကစားမပေါ်ကိုအနိုင်ယူသွားခဲ့ပြီးဖြစ်ပါရီအဲ့ပွဲကအောင်လာရဲ့ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီးတော့1 championship ကသူ့ကို Hall of Fame မှာထည့်သွင်းဂုဏ်ပြုခဲ့ပါရီ ီပွဲပြီးမှာတော့တန့်စင်က online စတန်နဲ့တီးတန်းတွေ့ဆုံခဲ့ပြီးတော့အောင်လာကကြိုးစားกว่าဆိုတဲ့အားပေးစကားနဲ့တူဆုံးမဩဝါဒတွေပေးခဲ့ပါရီအောင်လာကသူ့ရဲ့ကစားမဘွားမှာရှုံးနေမှုတွေကိုကြော်ပြခဲ့ပြီးတော့အောင်မြင်မှုတွေကိုရယူနိုင်ခဲ့သူဖြစ်တာကြောင့်သူ့ရဲ့ကြံဉာဏ်တွေကတန့်စင်အတွက်လက်တွေ့ကျပြီးတော့တန်ဖိုးရှိတဲ့လမ်းညွှန်မှုတွေဖြစ်ခဲ့ပါရီအဲ့တွေ့ဆုံမှုကတန့်စင်အတွက်ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီးတော့မျိုးစံတစ်ခုရဲ့ချိန်ဆမှုနဲ့စီလုံးညွှန်မှုကိုပြသခဲ့တာလည်းဖြစ်ပါရီတန့်စင်ရဲ့နောက်ဆုံးပွဲတွေမှာရှုံးနေမှုတွေကိုကြုံတွေ့ခဲ့ရပြီးတော့ဒါကသူ့ရဲ့အဓိကနဲ့တာမညာကိုမခွဲခြားနိုင်သေးတဲ့လူငယ်ရွယ်ကြောင့်လို့ ယူဆလို့ရနေပါတယ်ဒီလိုရှုံးနေမှုတွေကလူငယ်ဖိုက်တာတွေအတွက်တဘာဝဖြစ်ပြီးတော့အောင်လန့်အဆန်းတောင်မှသူရဲ့ကစားမပွားအစားပိုင်းမှာရှုံးနေမှုတွေကြုံတွေ့ခဲ့ရပြီးတော့အရိကျွေးကြုံတွေကိုသင်ခန်းစာဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်တခြားအတွက်လည်းအရိရှုံးနေမှုတွေကသူရဲ့နေ့စနစ်ပိုင်းဆိုင်ရာဒူတက်မှုနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုပုံမခိုင်မာစေဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ်ဒါပြင်လူငယ်ဖိုက်တာတအုပ်အနေနဲ့တရားကင်းရှင်းမှုနဲ့စိတ်ခွန်အားကိုထိန်းသိမ်းမှုလည်းအရေးကြီးပါတယ် ောင်လန့်ဆန်ရဲ့အားပေးမှုကအတန်းစင်တွေကြီးမားတဲ့စိတ်ဓာတ်ကုန်အားဖြစ်စေနေပါလိမ့်။အောင်လကမြန်မာနိုင်ငံရဲ့ MMA လောကမှာဂုံယူစရာဆန်နမူနာပြဖိုက်တာကြီးတူဖြစ်ပြီးတော့သူ့ရဲ့ကြိုးစားကွာဆိုတဲ့အားပေးစကားဆိုရင်ရိုးရှင်းမင်မီရဲ့တန့်စီလူလူငယ်ဖိုက်တာတူအတွက်စိတ်ဓာတ်မြင့်တင်ပေးနိုင်တဲ့တန်မိုးရှိတဲ့ message တစ်ခုဖြစ်နေမှာပါ။တန်းစီနေနဲ့အရီအားပေးမှုတွေနဲ့တူသူ့ရဲ့ကစားမပွားမှာအောင်မြင်မှုတွေဆက်လက်ရယူနိုင်မှုအလားအလာကိုမြင့်တင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ညာအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်